ရန်ကုန်မှာတကြံမကြဘူးမလုတ်ဖြစ်ဘူးလို့ထင်ထားတာပြည်သူရင်မြင်မှာဂျီကူးကန်တစ်ခုပဲရှိမယ်လို့ကျွန်တော်ထင်ထားတာဒါပေမဲ့ဘယ်ဟုတ်မလဲဒီ16လမ်းမှာဗောနော်လတာဘက်က16လမ်းမှာအာတွေ့ရတဲ့အတိုင်းတော်တော်လေးကြမ်းထော်နေတာကိုတွေ့ရရမှာပါအခုတွေ့မြင်နေရတာတော့ဒါဘယ်မျိုးမှလည်းမဟုတ်ဘူးဘယ်ခုနှစ်ကမှလည်းမဟုတ်ဘူးကျွန်တော်တို့ရန်ကုန်မြို့မှာပါအာခုနှစ်ကလည်းအခု2025ပါအာဒါဂျန်အကြနေဗောနော်အဲအကြအကြတောင်ဖြစ်တဲ့ဒါအကြနေမှာဗောနော် အကြနေမြင်ကွင်းဖြစ်ပါတယ် ါဆိုတော့ကျွန်တော်တို့ဒီသွားပြီးတော့စော့ကျင်တဲ့သူတွေတော့ကတော့မနက်ဖြန်အတက်တရက်ရှိပါသေးတယ်အခုတွေ့မြင်နေရတဲ့လမ်းကတော့ဒါစကူလမ်းမှာပါရန်ကုန်မှာပါဒါညနေပိုင်းမြင်ဝင်းပေါ့မနော်အဲ့မှာဆိုလို့ရှိရင်ဒီမိမတွေကအာယောက်ျားတွေကတော်တော်များများပေါ့နော်ဒီဘီယာတွေပေါ်တင်တောက်နေတယ်အာနောက်ပြီးတော့ဒီဘီယာဂျားတွေဘူးတွေကင်ပြီးတော့လျှောက်တယ်တောက်တယ်ပေါ့နော်တော်တော်လေးကမှအာမြင်ရတဲ့သူအဖို့ပေါ့နော်အာ ကြည့်ရတဲ့စိတ်ချမ်းသာတွေတော့စိတ်ချမ်းသာမှာပေါ့ဗျာဒီလိုမိန်းမတွေရောအယောက်ျားလေးတွေကတော့ထားပါတော့ယောက်ျားလေးပေါ့နော်မိန်းကလေးတွေကအစားဘီယာတွေအဲဂျားနဲ့ထိုင်တောက်နေတာတွေဘီယာဘူးတွေကန်ပြီးရှောက်သွားနေတာတွေတွေ့ရတော့တိတ်ပြီးတော့အမြင်မတော်ဘူးလို့တော့ထင်နေပေါ့နော်မြန်မာအတာတကြံနဲ့လုံးဝဆန့်ကျင်ဘက်ပုံစံမျိုးဖြစ်နေအဲ့မှာဆိုလို့ရှိရင်တွေ့ရတဲ့အချိန်မိန်းကလေးတွေရောဝိုင်းလိုက်ထိုင်ပြီးတော့တောက်နေကြအောင်တွေ့ရရမှာပါဒါကတော့အဲစကူလန်ပေါ့နော်လတ်တာဘက်ကစကူလန်ဖြစ်ပါတယ် ကဲစကူလန်ထဲမှာဒေါသတွေအားလုံးဘလောက်တောင်တောင်းတနေလဲဆိုတော့ကျွန်တော်တို့တစ်ချက်လောက်ရှင်းလိုက်ကြရအောင်နော် 你。<laughs> ပြောမယ်ဆိုလို့ရှိရင်တော့တကြံကပျော်တော့ပျော်ကြပါဗျာဒါပေမဲ့မပြတ်ကြနဲ့ပါနော်အဲတော်တော်များများတွေ့ရတာကဒီလွတ်လွတ်လပ်လပ်ဒီ BR တွေကိုလည်းလက်ကကင်တောက်နေကြတယ်ဝိုင်းဖွဲ့ပြီးတော့ထိုင်တောက်နေကြတယ် BR မှမဟုတ်ဘူးတခြားသောသူတို့သုံးတဲ့ပစ္စည်းတွေလည်းတော်တော်များများအာတွေ့ရတယ်ပါနော်အဲ့လိုမျိုးကြီးကြတော့အဲတွေ့ရတဲ့သူတွေဖို့အဆင်မပြေနေဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒီမြန်မာရိုးရာအတာတကြံကသူတို့လှုပ်တဲ့နေပုံထိုင်ပုံဝတ်ပုံစားပုံသွားပုံလာပုံနေနေလုံးဝဆက်ညံမဲ့ဖြစ်နေတဲ့အတွက်တော်တော်လေးကိုမှအဆင်မပြေဖြစ်တယ်ပေါ့နော်